ပေလားစီတဲ့အတွက်ရှောင်းကျင်းတဲ့နဲ့အလှူဆဲမျိုးအလှူဆိုတာဟာလှူတဲ့ရင်ကောင်းပါတယ်မုံမြတ်ပါတယ်ဒါပေမဲ့ဒီလိုအလှူတွေကိုတည်ထားပြီးမရှောင်းကျင်းမိရင်တော့အလှူဒါနမြောက်ပါတယ်လို့မခွန်ဆူထိုက်တော်ပါဘူးဒါကြောင့်တတိထားပြီးရှောင်းကျင်တဲ့နဲ့အလှူဆယ်မျိုးချောင်းကိုဓမ္မတိကေကေချန်တွေကနေအတိတုဒ္ဒတိုးပွားစေဖို့အတွက်မျှဝေပေးသွားကြမှာရှင် ဒီလိုဒါနမမြောက်တဲ့အလှဆဲမျိုးကိုမိနေနဗလာပါဠိတော်မှာအခုလိုဖော်ပြထားပါတယ်။နံပါတ်၁မစ္ဆဒါနမူရင်းစေတဲ့သောတည်ရင်အရက်စတဲ့အရာတွေကိုပေးလူစေ။သို့ပေမဲ့ဂျဟန်တော်တို့မှာအရက်ကိုလိမ့်ချန်ရတဲ့နေစီတစ်ခုဖြစ်အသုံးပြုဝင်ရှိတဲ့အတွက်အရက်တောက်သုံးမှုမဟုတ်ဖ ೇನೆ လိမ့်စီဖြစ်လှူရမ်းမိန်ဆိုရင်လှူကောင်းပါတယ်။ကုသိုလ်ရရှိစေပါတယ်။ နံပါတ်1သမစ္ဆဌာနဘွဲလန်းသပင် စာတီတို့ကိုပေးလူခြင်းသို့ပေမဲ့ပျက်စင်းရာပျက်စီးကြောင်းမရှိဒူးစရိုက်အပေါင်းလဲကင်းဝေးတဲ့ဘွဲလန်းသပင်အလှူတွေကတော့လုံဆောင်တော့ပါတယ်ယရနာသုံးမောက်ကို ပူဇော်တဲ့ရည်ရွယ်ချက်မျိုးဆိုရင်လည်းကုသိုလ်ရရှိစေပါတယ်နံပါတ်3အဋ္ဌိဌာနမိထုံမိဝဲမှုပြုရန်အတွက် အမတရဝများကိုပေးလူခြင်းနံပါတ် ဥဒဘဒါနာမိထုံမိဝဲမှုပြုရန်အတွက်နွာလာဥဒဘစသည်တို့ကိုပေးလူခြင်းဒုဗိမေနွာလာဥဒဘကိုတေနာတနလူငါကြောင်းအားလှူဒန်းကောင်းပါလိမ်လှူရဲရင်ကုတို့ရရှိနိုင်ပါလိမ်နံပါတ်၅စိတ်ဒကမ္မဒါနာကာမဂုဏ်ကိုပွားများစေတဲ့ပကြီကအယုတ်စနာတွေကိုပေးလူခြင်းနံပါတ်၆တတ္တဒါနာ ို့ဒါအဆရှိတဲ့လက်မှတ်တွေမူပေးလူချင်းနံပါတ်9ဝိဒဒါနာအစိတ်ကိုပေးလူချင်းအချို့အရာတွေမှာတစ်ဖက်လူကောင်းစေဖို့အတွက်အခြားလူထိခိုက်ပါစေတော့ဆိုပြီးအစိတ်ကိုဖော်ပေးတာတွေပေးကမ်းမှု ပြုလုပ်လိုက်တာတွေရှိပါတယ်ပေးကမ်းလူရောပေးကမ်းခံရတဲ့သူရောဟာလောစွာမှအကုသို့ဖြစ်စေတတ်တာဖြစ်လို့ရှောင်ကျဉ်တင်ပါတယ်နံပါတ်၈ သင်္ခလိကဒါနလက်ထိတ်တန်ချီခြင်းစာလာတွေကိုပေးလူခြင်းနံပါတ်9ကုက္ကဋသူကရဒါနတန့်ဖြက်စားတော့ဖို့အတွက်ကြက်ဝက်အဆရှိတဲ့တရားဝါတွေကိုပေးလူခြင်းကောင်းစီခြင်းနဲ့စိတ်ဆန္ဒနဲ့ပဲလူလူတဖက်ရဲ့အသက်ကိုစည်ရတဲ့အတွက်ပေးလူသူရောပေးလူခြင်းခံရတဲ့သူရောက ပါဏာတိပါဌကံမြောက်စေပါတယ်အချို့ယဟန်တန်ဃာတော်ရိအနေနဲ့တော့ အော်ရာမာပြီးတဲခဲစွန့်ကပ်ကြမျိုးကိုလက်ခံကြခြင်းမရှိပါဘူး။နံပါတ်30လာဂူထဒါနာပမကန်နဲ့ချိန်ခွင်နဲ့အလေးတင်းတောင်းကျူဆလာတွေကိုပေးလူခြင်း။သူတစ်ပါးကိုကလေးကြခြင်းနဲ့ရည်ရွယ်ချက်ဖြစ်လို့ပင်းလူရာမျိုးနဲ့နီးဝေးလမ်းမြလုတ်ပေးတာမျိုးဟာအကုသို့ဖြစ်စေပါလေ။ပေါ်ပြခဲ့တဲ့ဆဲဆဲဟာဆိုရင်မပြုတ်လို့မပေးကမ်းတဲ့လို့ တတိထားရှောင်ကျင်တဲ့အလူဆယ်မျိုးပဲဖြစ်ပါတယ်။ဒါကိုမိန်ကုန်းဆရာတော်ဖျားကြီးကကြည်လင်စင်ကြယ်တော်တရားတရားဖြင့်ပေးခြင်းမဟုတ်ပဲချစ်ကြွေပေးခြင်းစိတ်ဆူ၍ပေးခြင်းကြောက်ရွံ့၍ပေးခြင်း မိုင်မဲတွေဝေး၍ပေးခြင်းမှဆ၍ပေးခြင်းဟုသည်။မြတ်ကို လောက၌ပြုကျင့်ကြမည်ဝိတရားတိုင်းပေးခြင်းမျိုးဖြစ်၍ဒါနပါရမီနှင့်မသက်ဆိုင်ဟုမိန့်ဆိုထားပါသေးတယ်။ဒီလိုဆို ဓမ္မမိဆွေတို့ရေမပြုတ်လုံးတဲ့အလူစိမ်မျိုးเจ้าကိုဓမ္မ PKK channel ကနေမျှဝေပေးခဲ့လို့အသေးချာလေးသိရှိသွားကြမယ်လို့ယူဆမိပါတယ်ရှင်။ဒါကြောင့်ကုသိုလ်တပည့်ငရေတပိတ်သားမဖြစ်ကြစေဖို့အတွက်ရှောင်ကျင်ခြင်းအဖြစ်ဒါနတိုးပါကြပါစေလို့ဆုတောင်းပေးလိုက်ပါရစေလားရှင်။